ားလုံးပဲမင်္ဂလာပါရှင်ဝေဆန်းဆဲပညာဒါနာ class ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် ဆဲဆဲတို့တောင်းလျှောက်ပေါ့နော်ဒီအရှိမတင်လာတာဆိုရင် F5 level နဲ့ဆိုင်တဲ့ဒီအခြေခံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးသင်ပေးပြီးသွားပြီဆိုတော့ဒီနေ့ကစပြီးတော့တောင်းလျှောက်သင်ပေးသွားမယ့်အရာကတော့ဒီဖတ်စာအုပ်မင်းနာနော်နီဟွန်ကောအချီလိုခေါ်တဲ့ဖတ်စာအုပ်ကိုပဲအခြေခံကစပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆိုရင်ပေါ့နော်ဒီအခန်း1ကနေစပြီးတော့ဝါဟာရနဲ့ grammar နဲ့သူနဲ့သက်ဆိုင်တဲ့ဒီ ratio a ratio b လေ့ကျင့်ခန်းနေနဲ့ပတ်သက်တဲ့အရာတွေကိုဆက်ပြီးတော့သင်ပေးသွားမှာဖြစ်တဲ့အတွက်ပေါ့နော်ဆက်ပြီး ော့စောင့်ကြည့်ပြပါအောင်ဒါဆိုရင်အခုဆင်းဆဲပရမအောင်ဆုံးဖတ်စာကိုမတက်ခင်မှာဖတ်စာထဲမှာပါတဲ့ဝေါဟာရတွေကိုအရင်ဆုံးသင်သွားပြပါမယ်ဝေါဟာရပြီးသွားပြီဆိုရင်တော့ grammar ဆက်ပြီးတော့ရှင်းပြမယ်ပေါ့နော် grammar ပြီးသွားပြီဆိုရင်တော့အခန်း1နဲ့သက်ဆိုင်တဲ့ဒီလေ့ကျင့်ခန်း A ကိုဆက်ပြီးတော့သင်သွားပြပါမယ်ဒါဆိုရင်အရင်ဆုံးပရမအောင်ဆုံးဝေါဟာရလေးတွေကိုကြည့်ပြပါအောင်အဲ့တော့ဒီမှာဆိုရင်ဝဟရာမှာဆိုရင်ပေါ့နော်ပရမအောင်ဆုံးဒီအခန်း1မှာပါတဲ့ဝဟရာကတော့ ဝါတာရှိဝါတာရှိဆိုတာကကျွန်တော်ကျမကျွန်ုပ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဝါတာရှိနော်ဝါတာရှိဆိုတာကကျွန်တော်ကျမကျွန်ုပ်အောက်ကအာနာတအာနာတအာနာတဆိုတာကတော့သင်္မင်းခမားရှင်ကိုပြောတာပါအာနာတနောက်တစ်လုံးကကြတော့အာနိုဟီတိုအာနိုဟီတို အနိုဟီတိုဆိုတာကဟိုလူဆိုတဲ့အဓိပ္ပာယ်ပါ နောက်တစ်ခုကကြတော့သူ့ထက်ယဉ်ကျေးတဲ့ပုံစံကကြတော့အာနိုခာတာအာနိုခာတာနောက်ခုကကြတော့ဆမ်ဆမ်ဆိုတာကမြန်မာမှာဆိုရင်တော့ဒီနာမည်ရဲ့အရှိကနေပြီးတော့ဥဘသူမောင်ဘသူမဘသူဒေါ်ဘသူဆိုပြီးတော့ထည့်ပြီးတော့ခေါ်ပေးပါတယ်ပြောမယ်ဆိုရင်တော့ဥတော်ကိုမမောင်ပေါ့နော်ပြောမယ်ဆိုရင်တော့အခုဒီမှာကြတော့ဒီ ဂျပန်မှာဆိုရင်တော့နာမည်ရဲ့နောက်ကနေပြီးတော့ဘာဟုတ်ထဲခေါ်ပေးမလဲဆိုရင်ဆန်ဆိုတဲ့စကားလုံးလေးကိုထည့်ပြီးတော့ခေါ်ပေးပါမယ်။မြန်မာကျတော့ပြောမယ်ဆိုရင်တော့ဥတော်ကိုမမောင်အားကျတော့အရှိဟာနေပြီးတော့ခေါ်ပေးရပေါ့နော်။ဂျပန်မှာကျတော့မြန်မာနဲ့ဆန်းကျင်မဲ့သူကကျတော့နာမည်ရဲ့အနောက်ကနေပြီးတော့ထည့်ခေါ်ပေးပါမယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့မောင်မောင်ကိုပြောတဲ့အခါမှာမောင်မောင်ဆန်ဆိုပြီးတော့ခေါ်ပါတယ်။အဲ့တော့မှတ်ထားပေးရမှာကသူများနာမည်ကိုခေါ်တဲ့အခါမှာဆိုရင်မြန်မာလိုအမမောင် အေးအေးလှလှအဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့တော့သူတို့နာမည်ကိုခေါ်ခြင်းတယ်ဆိုရင်နောက်ကနေပြီးတော့ဗာလေးတွေထဲခေါ်ပေးမလဲဆိုရင်ဆန်ဆိုတဲ့စကားလုံးလေးထဲခေါ်ပေးမယ်မောင်မောင်ဆန်လှလှဆန်အေးအေးဆန်နော်အဲ့လိုမျိုးလေးထဲခေါ်ပေးမယ်နောက်နောက်တစ်ခုကကြတော့ဗာစလုံးရှိတယ်ဆိုတော့ချန် ချိနဲ့ရနဲ့ပေါင်းချ၆ဟွန်းနဲ့ပေါင်းတော့ချန်ချန်ဆိုတာကလည်းပြောမှန်းစင်တော့ဆန်နဲ့တူတူပါပဲဒါပေမဲ့ဒီမှာဘာကွာမှုရှိလဲဆိုရင်ဒီမှာကြည့်ပြရမှာကချန်ဆိုတာကဒုက္ခကြတော့ပြောမှန်းစင်တော့ဒီခလေးတွေနာမည်နောက်မှာများတော့အဖြစ်ထည့်ပြီးတော့ခေါ်ပေးရပေါ့နော်ချစ်စနိုးအနေနဲ့ကိုကိုရဲ့အဖေမေအဖိုးဘွားကိုရဲ့သားသမီးတွေကိုခေါ်တဲ့အခါမှာဆိုရင်လည်းပုံမှန်စင်ကုနာကမောင်မောင်ဆန်လို့မခေါ်တော့ဘဲနဲ့မောင်မောင်ချန် လှလှချင်အဲလိုမျိုးပေါ့နော်အမေဒီပါရခေါ်တဲ့အခါမှာဆိုရင်လည်းတော့အမေကကြတော့ဂျပန်လိုဆိုရင်အိုကာဆန်ဆိုပြီးတော့ပြောတယ်အဲ့တော့မှကို့အမေကိုချစ်စနိုးနေနဲ့ခေါ်ချင်တဲ့အခါမှာအိုကာချန်နော်အဖေဆိုရင်အိုတိုဆန်လို့လည်းခေါ်လို့ရတယ်လို့အိုတိုချန်အဲလိုမျိုးပေါ့နော်အဖွားဆိုရင်အိုဘာဆန်လို့လည်းခေါ်တယ်အိုဘာချန်ဆိုပြီးတော့လည်းခေါ်တယ်အဲ့တော့မှတ်ထားပေးရမှာကဒီမှာဆိုရင်ဒီဆန်စားပေါ့နော်ကလေးတွေရဲ့နာမည်နောက်မှာလည်းထည့်ခေါ်သူလိုမျိုးတခြားသူကိုကိုကချစ်စနိုးနေနဲ့ခေါ်ချင်တဲ့အခါမျိုးတွေမှာဆိုရင်လည်းဆန်အစားပါကိုထည့်ခေါ်ပေးမလဲ ဆိုရင် channel ထည့်ပြီးတော့ပြောပြမယ်ပေါ့နော်ခေါ်ပြမယ်နောက်ထပ်တလုံးကကြတော့ဂျင်းဂျင်းဆိုတာကလူမျိုးကိုပြောတာပါဂျင်းဆိုတာကလူမျိုးအဲ့တော့စင်းစဲတို့ဒီဂျင်းဒီအရှိကအတွန့်လေးတွေပေးထားတယ်ဆိုတာက သူ့ရဲ့ဒီအရှိကနေပြီးတော့အစာသွင်းပြီးတော့ပြောမှာပေါ့နော်အဲ့ဒီဟာလေးကိုအဲ့ဒီအတွန့်လေးကိုဂျပန်လိုနာနီနာနီလို့ပြောပေးရယ်နာနီနာနီဂျင်း နာနီနာနီချင်းဆိုတာကလူမျိုးဥမာမြန်မာလူမျိုးကိုပြောချင်တဲ့အခါမှာဆိုရင်မြန်မာကိုကြတော့ရေးတဲ့အခါမှာ meat မိကိုရာနဲ့ပေါင်းမြမြားကိုအွန်နဲ့ပေါင်းမြန်နောက်ကမမကိုအတန်ရှည်ဆွဲတော့မြန်မာဆိုပြီးတော့ဖြစ်သွားတယ်နောက်ကနေပြီးတော့ချင်းလေးပေါင်းလိုက်တဲ့အခါကျတော့မြန်မာချင်းမြန်မာချင်းဆိုတာကမြန်မာလူမျိုးကိုပြောတာပါเนาะမြန်မာလူမျိုးကိုပြောချင်တယ်ဆိုရင်မြန်မာချင်းထိုင်းလူမျိုးကိုပြောမယ်ဆိုရင်ထိုင်းချင်းဆိုပြီးတော့ဖြစ်သွားမယ်အိန္ဒိယလူမျိုးကိုပြောချင်တယ်ဆိုရင်အင်ဒိုချင်းအဲလိုမျိုးလေးခဲခေါ်ပေးရပါတော့အဲ့တော့ကိုကလူမျိုးကိုပြောချင်တယ်ဆိုရင်သူရဲ့နောက်ကနေပြီးတော့ချင်းလေးထည့်မယ်အရှေ့ ကဘာကိုပေါင်းပေးမလဲဆိုတော့နိုင်ငံနိုင်ငံနိုင်ငံနာမည်လေးတွေပေါင်းပေးပြီးတော့နောက်ကချင်းပေါင်းပေးလိုက်တယ်ဆိုရင်အဲ့ဒါကလူမျိုးဖြစ်သွားပါပြီနော်အဲ့ဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကကြတော့ဆရာဆရာမကိုဂျပန်လိုပေါ့နော်ဆန်ဆဲဆိုပြီးတော့ခေါ်တယ် ဆရာဆရာမကစမ်းစဲအဲ့တော့ကိုနောက်ပိုင်းပေါ့နော်ကိုကိုဒီစာတင်ပေးတဲ့ဆရာဆရာမတွေကိုခေါ်ခြင်းတဲ့အခါမျိုးတွေမှာဆိုရင်အဲ့တော့ဆရာဆရာမကိုစမ်းစဲဂျပန်လိုခေါ်ခြင်းတဲ့ဆိုရင်စမ်းစဲဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ချောရှိချောရှိ ဖြောရှစ်စရာကเจ้าဆရာဆရာမတွေပြောတာနီးပြားဆရာဆရာမတွေသူကကြတော့အခေါ်ပေါ်မှာမသုံးပါဘူးเนาะဖြောရှစ်အာဆရာမောက်တွေ့တာနဲ့အာဖြောရှစ်ဖြောရှစ်ဆိုပြီးတော့မခေါ်ဘူးဘယ်လိုပြောခေါ်လဲဆိုရင်သူကကြတော့ကျွန်တော်တို့ဆန်းဆဲလို့ပဲခေါ်မယ်ဖြောရှစ်စရာကအလောက်ကိုင်တစ်ခုအနေနဲ့မိတ်ဆက်တဲ့အခါမျိုးတွေမှာပဲသုံးတယ်အဲ့တော့ကိုကကိုရဲ့အလောက်ကိုင်နဲ့ပတ်သက်ပြီးတော့မိတ်ဆက်မယ်ဆိုရင်တော့အာဝတ္တရှိဝဖြောရှစ်တယ်ဝတ္တရှိဝဆန်းဆဲတယ်ပြောလို့ရရပေါ့เนาะအဲ့တော့အလောက်ကိုင်တစ်ခုအနေနဲ့ပြောချင်တဲ့အခါမှာဆိုရင်တော့ဖြောရှစ်ဆိုပြီးတော့သုံးတယ်အဲ့တော့ဆရာဆရာမောက်ခေါ်တဲ့နေ ရာမှာဆိုရင်တော့ဆန်ဆဲလို့ပဲခေါ်ပြပါမယ်။နောက်ခုကကြတော့ဂါခုဆေဤဂက်ဆေနော်အဲ့ဒါနာမဆဲနဲ့ဤနဲ့ကိုအသက်ဆွဲပြီးဖတ်လိုက်မယ်ဆိုရင်ဂက်ဆေဂက်ဆေနော်ဂက်ဆေဆိုတာကចောင်းသားចောင်းသူကိုပြောတာပါ။အဲ့ဆိုရင်နောက်ထပ်ကျမျက်နှာဆက်ပြီးရောက်သွားပါမယ်။နောက်ထပ်ကျမျက်နှာကကြတော့ကုမ္ပဏီဝန်ထမ်းကကြတော့ဂျပန်လိုခာအီရှာအင်းခာအီရှာအင်းအခုကုမ္ပဏီဝန်ထမ်းကရှာအင်းရှာ in အဲ့တော့ Khaisha in ဆိုတာက company ဝန်ထမ်းအဲ့တော့ကိုယ့်ရဲ့အလုပ်ကံပြောတဲ့အခါမှာ company ဝန်ထမ်းကို Khaisha in ဆိုပြီးတော့ပြောမယ် Shine ဆိုတာကဝန်ထမ်းဆိုတာကဥမာဒီမှာဆိုရင်သူပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် I am Shino Shine ဆိုတာက I am C ရဲ့ဝန်ထမ်းလို့ပြောတာပြောမယ်ဆိုရင်တော့အရှေ့က company name လေးထည့်ထားတာပေါ့နော်ကျွန်တော်က CB Bank ကဝန်ထမ်းဖြစ်ပါတယ်ဆိုရင် CB Ginkono Shine အဲ့လိုမျိုးပြောရပေါ့နော် Shine အဲ့တော့အရှေ့က company တစ်ခုထည့်လိုက် company ပြီးသားပြီဆိုရင်သူရဲ့နောက်ကဘယ်သူပြောတော့ဘယ် company ရဲ့ဘယ်ဝန်ထမ်းမ ါဆိုပြီးတော့ပြောရပေါ့နော်နောက်တစ်ခုကကြတော့ ginkgo in ginkgo in ginkgo in ဆိုတာကတော့ဘန်ဝင်တန်းကိုပြောတာပါ ginkgo in အဲ့တော့ဒီမှာဆိုရင်အဲ့တော့ဒီဘန်ဒီမှာအလုံးလုံးမြည်ရသူရှိရဆိုရင်အဲ့တော့ဘန်ဝင်တန်းလို့ပြောချင်တယ်ဆိုရင် ginkgo in ဆိုပြီးတော့ပြောမယ်နောက်တစ်ခုကကြတော့ isha 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 ဆိုတာကဆရာဝင်ကိုပြောတာပါ isha ဆရာဝင်နောက်ကတုတေသနပညာရှင်ကခန်ကူရှာ thank you ရှာ thank you ရှာသူတေသနာပညာရှင်နောက်တစ်ခုကတက္ကသိုလ်က dai ga ku dai ga ku တက္ကသိုလ်ဈေးရုံဈေးကန်းက myo in myo in ဈေးရုံဈေးကန်းနောက်တစ်ခုက dare dare ဆိုတာကဘသူနောက်ကဒိုနာတာ โดนาตะဆိုတာကဘယ်ပုံကိုအဲ့တော့သူကကြတော့အရှိမသင်ခဲ့တဲ့အာနိုဟီတိုရဲ့နောက်တစ်ခုကဘာရှိတယ်ဆိုတော့အာနိုခတာရဲ့ဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့အာနိုဟီတိုကိုတွေ့တဲ့အခါမှာသူ့ရဲ့မိကွန်းကဒါရင်နဲ့တွေ့ပြီးရဲ့နောက်ခုကအာနိုခတာကိုတွေ့တဲ့အခါမှာဆိုရင်တော့ဒိုနာတာနဲ့တွေ့ပြီးပါတယ်အဲ့တော့ပြောမယ့်စင်ရင်တော့ပေါ့နော်ဒီအာနိုဟီတိုအာနိုဟီတိုကဒါရယ် ဟိုကလူကဘာတူလဲအာအာနိုခတာဝါဒိုနာတာအဲ့ဒီပုဂ္ဂိုလ်ကဘာတူလဲပေါ့နော်နံပါတ်10ရတော့ပုံမှန်အသုံးနှုန်းနဲ့ဟင်ချင်းနဲ့အသုံးနှုန်းနဲ့နှစ်ခုကွာတာဖြစ်တဲ့အတွက်ဒီမှာအာနိုဟီတိုသွားပြီးတော့ဒိုနာတာနဲ့ပေါင်းလို့မရသလိုအာနိုခတာကိုလည်းသွားပြီးတော့ဓာတ်တယ်နဲ့ပေါင်းလို့မရပေါ့နော်ဟင်ချင်းတဲ့အသုံးနှုန်းနဲ့ပုံမှန်အသုံးနှုန်းနဲ့သူကနဲ့သူတွဲပြီးတော့ပဲသုံးပေးပါမယ်အဲ့ဒါလေးတော့မှတ်ထားပေးစီချင်ပါတယ်ကဲပါအားစင်နောက်ထပ်တစ်ခုဆက်သွားမယ်နောက်ထပ်တစ်ခုကဒါရှေ့မှာတင်ခဲ့တဲ့ဟာပေါ့နော် site ဆိုင်ဆန်းစတော့ဒီအတက်ကိုကိုယ့်ရဲ့အတက်ဟိုဘာနာရေတွက်တဲ့ခါမှာဆိုင်တော့ကဘာနဲ့ရေတွက်ပေးမလဲဆိုတာ site လေးထည့်ပြီးတော့ရေတွက်ပေးမယ်အဲ့တော့သူ့ရဲ့မိကွန်းက nan site nan site oikus oikus နော်အတက်ဘလောက်လဲဆိုတဲ့ဟာပါနော်အဲ့တော့ဒီမှာဆိုရင်အရှိမသင်ခဲ့သလိုပဲ nan site ဆိုတာကဒါပုံမှန်မေးတဲ့မမေးစလုံးပေါ့နော်အဲ့ဒီဟောင်မှာတစ်ဖက်လူကိုရည်ကျဲတမှုနဲ့မိမဲ့ဆိုရင် oikus oikus ဆိုပြီးတော့မိပါမယ်အဲ့တော့နောက်တစ်ခုက hide ဲ့တော့ဂျပန်စာသင်နေတဲ့သူဆိုရင်တော့များသောအဖြစ်ကြားဖူးပါလိမ့်မယ်အဲ့တော့ hike ဆိုတဲ့စကားလုံးပေါ့နော် hike ဆိုတာကဟုတ်ကဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမြန်မာလိုဟုတ်ကဲ့ဂျပန်လိုဆိုရင်တော့ hike ဆိုပြီးတော့တုံးတယ်အဲ့တော့အငင်းမှဆိုရင်တော့ ee အဲ့လိုမဖတ်ဖက်နဲ့ ee ရဲ့ ee နဲ့ ee နှစ်ခုကိုအတန်ဆွဲဝါးတယ်ပေါ့နော် ee ရဲ့ in it ဆိုတာက hit in ဆိုအဓိပ္ပာယ်ကိုပြောတာငင်းတဲ့အခါမှာသုံးတယ်အဲ့တော့ပြောမယ့်စရင်အင်္ဂလိပ်စာမှာ yes နဲ့ no နဲ့ပြောသလိုပဲ yes ဆိုရင်တော့ hi ဆိုပြီးပြောတယ် no ဆိုရင်တော့ in it ဆိုပြီးပြောပေါ့နော်အဲ့တော့မှတ်ထားပေးရမှာကဟုတ်ကဲ့ကိုပြောချင်တဲ့စရင် hi hi ဆိုပြီးပြောမယ် hit in ကိုပြောချင်တဲ့စရင် in it in it ဆိုပြီးပြောပါမယ်အားစေနောက်တစ်ပြန်လာဆက်သွားမယ် 那如果讲起来咯，ality, device, we phrase, 你们声音，三呃拍三回嘛，把的元修斯，那元修斯是咧李靖跟嘛把的，我好啦，李丽我哪知啊？对啊，这个是讲表李丽吧？表面声音，你们， はじめまして，はじめまして。 ဟာဂျီမဲမစ်တဲ့ဆိုတာက တွေ့ရတာဝမ်းသာပါတယ်ဆိုပြီးတော့ပြောကိုကိုကိုမေးဆက်တဲ့အခါမှာပရမောဆုံးပြောတဲ့စကားလုံးပေါ့နော်အဲ့တော့တယောက်နဲ့တယောက်မတွေ့ဘူးမမြင်ဘူးတဲ့အခါမှာဆိုရင်အဲ့တော့ပရမောဆုံးဘယ်လိုမေးဆက်လဲဆိုရင်ဟာဂျီမဲမစ်တဲ့ဆိုပြီးတော့ပြောပါတယ်ဟာဂျီမဲမစ်တဲ့ဆိုတာကတွေ့ရတာဝမ်းသာပါတယ်အခုမှပရမောဆုံးချင်း ပေးဆောင်ခြင်းမှာဆိုတဲ့အဓိပ္ပာယ်ကအဲ့တော့နေ့တိုင်းအမြဲတမ်းမြင်နေတွေ့နေကြသူတွေဆိုရင်တော့ဟာချင်းမမစတန်နဲ့နှုတ်ဆက်เสียရမလို့အဲ့တော့အခုအချိန်ထိတခါမှမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးအဲ့လိုလူမျိုးတွေဆိုရင်တော့ဘယ်လိုမျိုးနှုတ်ဆက်ပေးမလဲဆိုရင်ဟာချင်းမမစတန်ဆိုပြီးတော့နှုတ်ဆက်ပေးပါမယ်အဲ့တော့ပုံမှန်ကိုမြင်နေတွေ့နေကြသူတွေဆိုရင်တော့ပုံမှန်တိုင်းပဲရှိမှသင်ခဲ့တဲ့ဟာရှိပါတယ်။အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်အာ Ohayou gozaimasu. Konnichiwa. Konbanwa. အဲလိုမျိုးလေးနှုတ်ဆက်ပေးမယ်ပေါ့နော်။ はい。だせ、なるふくさびよため。なちょっとロンガーじゃろ。なになにから来ました。なになにから来ました。からすらが、ま、かんにせりぶぶら。なが、来ました。来ましたすらが、らばれ、らけばれせりぶば。うま、え、ヤンゴン、ま、らけばれるぶじねかま。ヤンゴンから来ました。 အဲ့ဒီခါရရဲ့ရှေ့ကဘာလေးထည့်ပေးမလဲဆိုရင်နေရာထည့်ပြီးတော့ပြောပြပါမယ်เนาะအဲ့တော့ရန်ကုန်ခါရခိမတ်စတာအဲမန္တလေးခါရခိမတ်စတာဘဂိုးခါရခိမတ်စတာဟိုမှာနိုင်ငံခြားရောက်ဝါပြီဆိုရင်တော့ဂျပန်ရောက်ဝါပြီဆိုရင်ကိုကမြန်မာနိုင်ငံနေလာတာဖြစ်တဲ့အတွက်မြန်မာခါရခိမတ်စတာထိုင်းရနေလာတယ်လို့ပြောစင်တယ်ဆိုရင်ထိုင်းခါရခိမတ်စတာဆိုပြီးတော့ပြောပြပါမယ်ရမယ်เนาะ โอเคအားဆိုင်နောက်တစ်ခုတောလုံးမြောက်ကိုဆက်ပြီးရောက်တာမြင်တောလုံးမြောက်ကကြတော့ဒိုဇိုယောရှစ်ကိုအနေဂိုင်ရှိမတ်ဒိုဇိုယောရှစ်ကိုအနေဂိုင်ရှိမတ်どうぞよろしくお願いします。あの、どうぞよろしくお願いします。らが、ジェスビュー、イエニニセセマ、な、ダンスをビアゼ、イエニニシセジマレ、な、あら、こう、ごめせで、かま、とね、せかろうまべ、とれびょめせな。 ဲ့တော့ဒီမှာဆိုရင်နာရိုတရားနဲ့တရားတွေ့တဲ့အခါမျိုးတွေမှာဆိုရင်နှုတ်ဆက်မယ်အာဟာဂျီမေဝက်စ်တဲ့မောင်မောင်ဒတ်စ်နော်ဒရာဝန်တာပါတယ်မမဖြစ်ပါတယ်အာယန်ကုန်းခလာကီမတ်စ်တာယန်ခွားနေလာတာပါတို့ဆိုယောရရှ်ကိုနေဂိုင်းရှိမတ်နော်ဂျေဇူဘေယင်းနီနီဆက်ဆံပါယင်းနီနီရှိစေချင်ပါတယ်ဆယ်အသေးပဲနဲ့တောင်းတာပါဒါဆိုရင်နောက်ခုကဘာစလုံးလေးလဲဆိုရင်ရှစ်စလေးဒက်စ်က shistredes ကရှစ်စတရေးဒက်ကဆိုတာက30လောက်ပါเนาะတဖက်လူရဲ့နာမည်တွေလိပ်စာတွေเนาะကိုရီးကိုရာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုမေးတဲ့အခါမှာသုံးတယ်ပေါ့เนาะဟိုပြောမယ်ဆိုရင်တော့သူများကိုတဖက်လူကိုပေါ့เนาะတခုခုမေးတဲ့အခါမျိုးပါဆိုရင်ဒါရဲ့သဘောမျိုးကြီးအာနင်းနာမည်ဘယ်သူလဲအသက်ဘယ်လောက်လဲ အာနေဗမာနေရာလဲဆိုပြီးတော့ဓာတ်ရိုက်မေးတာမျိုးမဟုတ်ဖ ೇನೆ နည်းနည်းလေးအရှိန်နေပြီးတော့ဗောနော်ဒီဂျိုင်းနဲ့ပုံစံမျိုးမဖြစ်သွားအောင်လို့တစ်ဖက်လူကစကားပလင်ခနေနေတဲ့ she status က she status ကနော်အာနာပါတဲ့ဒဇယ်လောက်ပါ အောက်ကဝနာမယေဝဝနာမယေဝဝနာမယေဝဆိုတာကနာမည်ဘယ်လိုခေါ်ပါသလဲလို့ပြောဝနာမယေဝနာမည်ဘယ်လိုခေါ်ပါသလဲအဲ့တော့ခိုချီရာဝနာနီနာနီဆန်ဒတ် ကိုချီရာဝါနာနီနာနီဆန်ဒတ်အဲ့တော့ကိုချီရာဝါနာနီနာနီဆန်ဒတ်ဆိုတာကဘာကိုပြောတာလဲဆိုရင်ဥမာကိုရဲ့တငယ်ချင်းမိတ်ဆွေပေါ့နော်အတီတီတရားရောက်ကိုတခြားလူနဲ့မိတ်ဆက်ပေးခြင်းတဲ့အခါမှာဆိုရင်အာကိုချီရာဝါမောင်မောင်ဆန်ဒတ်ကိုချီရာဝါလှလဆန်ဒတ်အာဒီဟာဒီဘက်ကတော့သူကတော့ပေါ့နော်မောင်မောင်ဖြစ်ပါတယ်သူကတော့လှလဖြစ်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးမိတ်ဆက်ပေးတဲ့အခါမှာသုံးပါတယ်โอเคပါအဲ့ဒါဆိုရင်နောက်တစ်မျက်နှာဆက်ပြီးရောက်သွားမယ် ဲ့ဒါနောက်တစ်မျက်နှာမှာဆိုရင်တော့သူကခတာခနာနဲ့ရေးထားတဲ့စကားလုံးလေးတွေပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့ America ကိုပြောတဲ့အခါမှာ America လို့ပြောတယ်ပြောမယ်ဆိုရင်အင်္ဂလိပ်စာနေပြီးတော့ယူထားတဲ့စကားလုံးပေါ့နော်ဒီ America လို့ England လို့ India လို့ဆိုတာကဒါဒီ ကျောင်းလဲစင်အင်္ဂလိပ်စာလုံးကနေပဲပြန်ယူထားတာဖြစ်တဲ့တဲ့သူ့ကိုရေးတဲ့အခါမှာစင်တော့ဟီရာကနာနဲ့ရေးလို့မရပါဘူးသူ့ကိုခတာခနာစာလုံးနဲ့ပဲရေးပြပါမယ်အားကြောင့်မို့ဒီမှာလဲခတာခနာစာလုံးနေနဲ့ရေးပြထားတာပါအဲ့တော့အမေရိကကိုဂျပန်လိုကအမေရိကလို့ဖတ်ပါတယ်အမေရိကလို့မဖတ်ပါဘူးเนาะအဲ့တော့မြန်မာစာဝင်စင်တော့အမေရိကဆိုပေမဲ့သူ့ကိုအတန်ထွက်နေနဲ့ဖတ်တဲ့အခါမှာစင်အမေရိကအမေရိကအင်္ဂလန်ကအီဂရီစအီဂရီစအီဂရီစ ိန္ဒိယကကြတော့အင်ဒိုအဲ့တော့အင်ဒိုဆိုပြီးတော့မဖတ်ဘူးเนาะနောက်ကဝက်စနလုံးမောက်တန်လေးပါမယ်ပေါ့เนาะအင်ဒိုအင်ဒိုအင်ဒိုဆိုတာကအိန္ဒိယကိုပြောတာအင်ဒိုနီးရှားကကြတော့အင်ဒိုနီးရှားဒီမှာကြာအင်ဒိုနီးရှားလို့မဖတ်တော့အင်ဒိုနီးရှားอินโดนีเซียอินโดนีเซียဆိုတာကอินโดนีเซียကိုပြောတာပါအဲ့တော့ဒီမှာကိုရီးယားကကြာတော့သူကဟီရာဂနာစလုံးနဲ့ပြောပါတယ်ခန်ခိုခု ခန်းကိုခုကိုရီးယားပေါ့နော် ထိုင်းဂျိုရီးယားကိုကြတော့ထိုင်းလို့ဖတ်တယ်ဒီမှာတိုင်းလို့မဖတ်များသောအားဖြင့်ကျောင်းသားတွေကတာနဲ့အီနဲ့ဆိုရင်ရေးသားကတော့ဒါတာနဲ့အီနဲ့ရေးတယ်ဆိုပေမဲ့သူ့ကိုအတန်ထွက်တဲ့အခါကျရင်တော့ထိုင်းလို့ပဲဖတ်ပါတယ်နော်ထိုင်းတရုတ်ကကြတော့ချူငေါခုအဲ့ဒီ go လေးကပြောမစိန်ပေါ့နော်အခုဒီမှာဒီ go ဒီအဲ့ဒီ go ကအခုဗမာရှိနေလဲဆိုရင်အလဲမှာရှိနေတယ် အဲ့ဒီဂောကအလဲမာရှိနေတဲ့အခါမျိုးတွေမှာဆိုရင်သူ့ကို ဖတ်တဲ့အခါမှာဂောလို့လည်းဖတ်တယ်လို့ငော့ဆိုပြီးတော့လည်းဖတ်တယ်များသောအားဖြင့်ဆိုရင်တော့ငော့အနေနဲ့ဖတ်တယ်ပေါ့နော်ချင်းငော့ခုချင်းဂောခုလို့လည်းဖတ်လို့ရတယ်ချင်းငော့ခုဆိုပြီးတော့လည်းဖတ်လို့ရတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဒီမှာဂောနှစ်ခုပါတယ်ခေါနှစ်ခုပါတဲ့အခါမှာဆိုရင် ကောကောလို့မဖတ်ဘူးသူတို့ဘာဖြစ်မှလဲဆိုရင်ငော့ဆိုပြီးတော့ဖတ်မယ်အရှိရစလုံးကတော့ got နောက်ကငော့ gon ငော့ဆိုပြီးတော့ဖတ်သားမယ်အဲ့တော့မှတ်ထားပေးရမှာကဒီ got လေးကအလယ်နဲ့နောက်ဆုံးမှာရှိနေရဆိုရင်သူကငော့ဆိုပြီးတော့ဖတ်ပေးမယ်အဲ့တော့အရှိမှာရှိနေဆိုရင်တော့ငော့လို့မဖတ်ပါနဲ့ got ဆိုပြီးတော့ဖတ်ပေးမယ်အဲ့တော့အခုဒီမှာဆိုရင်တော့ chu ngok ku လို့လည်းဖတ်တယ် chu ngok ku ဆိုပြီးတော့လည်းဖတ်လို့ရပါတယ်နော်အဲ့ဒီဟာလေးတစ်ခုမှတ်ထားပေးပါနောက်တစ်ခုဂျာမနီဂျာမနီကကြတော့ do is ်ဂျာမနီကဒိုအစ်နောက်ကကြတော့ဂျပန်ကနီဟွန်နီဟွန်ဘရာဇီးဆိုရင်တော့ဘူရာဂျီရူဘူရာဂျီရူဆိုပြီးဖတ်သွားမယ်အဲ့တော့ဒီမှာဆိုအမေရိကန်လူမျိုးကိုကကလူမျိုးကဂျင်းတလုံးပဲเนาะကျဲရလွယ်တဲ့အရင်ခက်ခဲခဲမဟုတ်ပါဘူးတခုတည်းပါဂျင်းအမေရိကန်လူမျိုးဆိုရင်အမေရိကဂျင်းအင်္ဂလန်လူမျိုးအင်္ဂလိပ်ဂျင်းအိန္ဒိယလူမျိုးအင်ဒိုဂျင်း အင်ဒိုနီးရှားလူမျိုးအင်ဒိုနီးရှားချင်းကိုရီးယားလူမျိုးခန်းခိုကုချင်းထိုင်းလူမျိုးထိုင်းချင်းတရုတ်လူမျိုးချူငေါခုချင်းဂျာမနီလူမျိုးဒိုအီဆုချင်းဂျပန်လူမျိုးနီဟွန်ချင်း ဘရာဇီးလူမျိုးဆိုရင်ဘရာဂျီလူဂျင်းဆိုပြီးတော့ဖြစ်သွားပါမယ်။ဒါကတော့ဒီနေ့သင်ခဲ့တဲ့ဟာကပေါ့နော်ဒီအခန်း၁မှာပါတဲ့ဝေါ်ဟာရာနဲ့ပတ်သက်ပြီးတော့သင်ပေးွားတဲ့စာကလုံးတွေဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ကျန်နေတဲ့ grammar နဲ့ဒီဖတ်စာရောအခန်း၁ထပ်မှာပါတဲ့လေ့ကျင့်ခန်းလေးတွေကိုနောက်ရက်မှာဆက်ပြီးတော့သင်ပေးသွားမှာမို့လို့ဆက်ပြီးတော့ကြည့်ရှုပြပါအောင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။